ိသတ်များအားလုံးမင်္ဂလာပါရှင်။အော်တိုဘားလ7ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျွန်မရွှေရည်ဒီကနေတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အော်တိုဘားလ7ရက်နေ့မနက်9:15မိနစ်အချိန်တယ်လီဘာနာဝမ်းချူရူကနေတိုင်းတာပြီးချင်းရကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်ရောတောင်ပိုင်းမှာတိမ်ထွန်းနေအောင်တွေ့ရပါတယ်။ကြံမင်္ဂလာပင်လယ်ရောမှာတော့တိမ်သင်းတင်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့တပြီလုံးလိုလိုမှာတိမ်သင်းတင်ရနေတိမ်ထွန်းနေအောင်တွေ့ရပါတယ်ရှင်။ အခုဆက်ပြီးတော့အော်တိုဘားလ23ရက်နေ့အတွက်ခမ်းမန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။မြမပင်လယ်ပြင်အချိန်ကြီးကတော့မြမကန်ယူရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအင်းငင်းငယ်ရှိနိုင်ပါတယ်။လှိုင်းမြစ်နေကတော့မြမကန်ယူရန်ရှောင်းမှာနှစ်ပေလောက်မြင့်တက်နိုင်ပြီးတော့ကမ်းလွန်ပင်လယ်ပြင်မှာတော့လှိုင်းမြစ်ကတစ်ပေလောက်သာမြင့်တက်နိုင်ပါတယ်ရှင်။ဒီတိုက်ခတ်နိုင်မှုခမန်းချက်နေရတော့ရခိုင်ကန်ယူရန်မြဝကျော်မကန်ယူရန်မုံနဲ့တနင်္လာရီကန်ယူရန်ဒေသတွေမှာတနအယိုး၈မိုင်ရနေ၁၂မိုင်ဒီတိုက်ခတ်နိုင်ပါရရှင် မိုးရသွန်းနိုင်မှုခမန်းချက်နေနေရတော့ကချင်ပြည်နယ်မှာနေရောက်ကကြားမိုးထစ်ချုံရနိုင်ပါတယ်။စကိုင်းတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဒေသတွေမှာတော့နေရာကျကျမိုးရသွန်းနိုင်ပါတယ်။ကယားပြည်နယ်၊ကရင်ပြည်နယ်၊မကွေးတိုင်း၊ရန်ကုန်တိုင်းနဲ့အေရီတိုင်းဒေသတွေမှာတော့နေရာစိတ်စိတ်မိုးရသွန်းနိုင်ပြီးတော့ကြံဒေသတွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရနိုင်ပါတယ်ရှင်။ မျိုးရော်ရီတီရဲ့မူလီဝတာခမန်းချက်အနေနဲ့ကတော့နေပြော်နဲ့နေတွိုင်းမှာအမြင့်ဆုံးဘူချိန်က32ဒီဂရီစင်နီဂရိတ်အနေဆုံးဘူချိန်က23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြော်မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရနိုင်ပါတယ်။မိုးရွာဖို့တရားမိုးက80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ရှန်ကုန်မြို့နဲ့နေတွိုင်းမှာတော့အမြင့်ဆုံးဘူချိန်က37ဒီဂရီစင်နီဂရိတ်နေသောဘူချိန်က24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရန်ကုန်မှာလည်းမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရနိုင်ပါတယ်။မိုးရွာဖို့တရားမိုးက80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ မန်လေးမြို့နယ်ညီတိုင်းမှာတော့အမြင့်ဆုံးဘူချိန်က32ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က23ဒီဂရီစင်နီဂရိတ်လောက်ရှိနေပါတယ်။မန်လေးမှာလည်းမိုးတိုချိန်နဲ့ချိန်ထထုံရနိုင်ပြီးတော့မိုးရွာဖို့တေချာမိုးက80ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ခန့်မှန်းထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့နေပြည်တော်ရန်ကုန်မန္တလေးမြို့ရဲ့တပတ်တွင်းမိုးလေဝသခမန်းချက်တွေကိုထုတ်လင်းတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရဲ့ရှင်။တ िश ူအပိကြားအတွက်ကျေးဇူးထူးပဲတင်ပါတယ်။ပြည်သက်တွေအားလုံးသဘာဝပြီးအန်ရီယာနဲ့ကင်းဝေးနိုင်ကြပါစေရှင်။